ကာပါစာတွေထဲမှာအင်အားတွေထပ်ဖြည့်ဘာလို့ဖြည့်ရလဲဆိုတော့ကာပါစာကြီးစီရောက်လာမှာဟုတ်အဲအဲ့တော့ကျရောက်လာရင်လည်းအလားကြီးခံရမှာမဟုတ်ဘူးပြင်းခံရမှာဖြစ်တဲ့အတွက်ပေါ့နော်နားဆွင်တာပေါ့နော်နင်းနေညံ့ညံ့နားဆွင်တာအားခတ်တော့ A နဲ့ PDF တက်ဖွဲ့တွေကဟေးရောက်ဖားတော့လက်နဲ့ချလိုက်တော့လို့အဲ့လိုအတန်ကြားလိုက်တာနဲ့လောကပြေးပြီးကိုလက်နဲ့ချလိုက်တော့ င်္ဂလာပါဒီကနေ့ကတော့အော်တိုဝါလာ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာတော့ဒါကျွန်တော်တို့အားလုံးမျှော်လင့်တောင်းတာနေတယ်အာရခတက်တော် A နဲ့ PDF တက်ဖွဲ့တွေရဲ့ထိုးစစ်ကဒါမကွေးတိုင်းနဲ့ကပ္ပစ14ပေါ့နော်အဲ့ကပ္ပစ14အထိရောက်လာနေပြီကပ္ပစ14နဲ့တမိုင်အကွာအထိရောက်လာနေပြီဆိုတော့တရင်အဲ့ဥစ္စာကတော့တကယ်အားအရဆုံးပဲဗျာတကယ်မိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကပ္ပစတွေကဒါပြည်သူတွေကိုပေါ့နော်ပြီးရင်တော်လိုင်းတက်ဖွဲ့တွေကိုဒုက္ခပေးဖို့ဒီလက်နက်ခဲယမ်းတွေထုတ်လုပ်ပေးနေတဲ့နေရာတွေ ပြောရရင်စစ်ကောင်စီတဲ့အသက်သွေးကြောတွေအဲ့လိုအသက်သွေးကြောတွေကိုအခုချင်းချောက်နိုင်တဲ့အဆင့်ထိရောက်လာနေပြီပေါ့နော်အဲ့တော့တိတဲ့အတိုင်းပဲအရကတတော် A နဲ့ဒါ B တဲ့တက်ဖွဲ့တွေကလည်းအဲ့နားထိရောက်နေပြီဆိုရင်တော့ဒီကဖဆာကြီးကိုအလှကြည့်နေမှာမဟုတ်ဘူးကျုံးမှာကျုံးမှာဆိုတော့အခုဆိုရင်ဒါကဖဆာ14ကဖဆာ6ဒါမျိုးတွေဖြစ်လာပြီပေါ့နော်အဲ့တော့အဲ့အကြောင်းလေးဒါကျွန်တော်ပြောကြမယ်အဓိကတော့စစ်ကောင်စီကဒီအရခတတော် A နဲ့ B တဲ့တက်ဖွဲ့တွေရှိတဲ့ပေါ့နော်ဒါအခုဖြစ်နေတဲ့နေရာရှိတယ်ဒါရခိုင်နဲ့ AR တွေအဆက်ရှိတယ် ရခိုင်နဲ့မကွေးအဆက်ရှိတယ်ရခိုင်နဲ့ပဲခူးအဆက်ရှိတယ်အဲ့လိုနေရာမျိုးတွေမှာစစ်ကောင်စီကဒါသူတို့စစ်ကြောင်းတွေထိုးတဲ့စစ်အင်အားတွေဖြည့်တဲ့ပြီးတာနဲ့စစ်ကောင်စီကသူတို့ဒါရွေးကောက်ပွဲလုပ်မယ်လို့ကြံစီထားတယ်ဒါရခိုင်ပြည်နယ်တက်ကမြို့နယ်၄ခုရှိတယ်အမ်တောင်ကုတ်ခွတ်ဒါတန်တွဲပေါ့နော်ဒီနေရာတွေကိုဒါသူတို့ပြန်ပြီးစစ်ကြောင်းထိုးနိုင်ဖို့လုပ်နေတာအဲ့လိုလုပ်နေရင်းနဲ့ပေါ့နော်ဒါသူတို့တွေတဖြည်းဖြည်းပါနေတာလာသမျှစစ်ကြောင်းတွေအကုန်ရိုက်ချဖြုတ်အဲ့လိုပုံစံမျိုးနဲ့ဖြုတ်ပြီးတော့ဒါအခုအာခတ်တော်အေရဲ့ထိုးစစ်တွေက ဒါ PDF တွေနဲ့ပူပေါင်းပြီးတော့အခုဆိုကပ္ပစက်၁၄နေရာတွေရောက်ပါပြီအဲ့ဒါကြီးကတော့တကယ်အားရတယ်အဲပြောရမယ်ဆိုရင်ဒီနတ်ရေကန်လေကြောင်းအကာကွယ် viewer စကန်ကုန်းအဲ့စကန်ကုန်းကနေစတာပြောရအဲ့စကန်ကုန်းဒီကိုပေါ့နော်ဒါတို့ဒါထောက်ပို့တွေလောက်တာတွေရှိတယ်အဲအုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းတွေဖျက်တောက်လိုက်တာတွေရှိတယ်စစ်ကောင်စီပေးနေတဲ့အဓိကအထောက်ပံ့ကာကင်းစကန်ကုန်းတွေဒါကုတ်ကြီးလိုဟာမျိုးပေါ့နော်အဲ့ဒါကိုဒီရက်ပိုင်းအတွင်းမှာအကုန်လုံးပတ်ချလဲအကုန်သိမ်းပြစ်တာဗျာနောက်ဆုံးအခုဒါနေရေကန်ဒါ viewer ကာကင်းစကန်ကုန်းတစ်ခုပဲကြံတော့တယ် အဲ့လောက်နေထားသည့်ဖြစ်သွားအောင်ဒါအရင်ဆုံးလုပ်လိုက်တယ်ဗောနော်လုပ်ပြီးတာနဲ့အခုဘာဖြစ်နေပြီလဲဆိုတော့အဲ့နေရာတွေကိုဒါလာနိုင်တဲ့လမ်းကြောင်းတွေအကုန်လုံးကိုထပ်ပြီးတော့ဖြတ်တောက်တာတွေပိတ်ဆို့တာတွေလုပ်နေပြီအဲ့နေရာကိုတက်ဖို့အတွက်လမ်းကြောင်းနှစ်ခုရှိတယ်အဲ့နှစ်ခုကနေပြီးတော့လဲတောက်လျှောက်စစ်ကောင်စီကအင်အားတွေလုံရင်ပို့တယ်ဒါပေမဲ့အဲ့လမ်းကြောင်းနှစ်ခုကိုလဲအာခတ်တက်တော် A နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကဖြတ်တောက်တိုက်ခိုက်နေတာစစ်ကောင်စီက လုံးဝပြန်ပြန်လန်ကြနေတာဗောနော်ရှေ့ကိုမတိုးနိုင်တဲ့အနေထားအဲ့ထဲကလမ်းကြောင်းတစ်ခုဆိုရင်ဒါကာဘာစ14ဘက်ကလာတာဗောနော်အဲ့တော့အဓိကအထောက်ပံ့ပေးနေတဲ့အဓိကကာကင်းစကန်ကုန်းတွေကိုဒီရက်ပိုင်းတွင်မှာတင်ပိုက်တယ်စစ်ကူနဲ့ခဲယမ်းရိတ်ခါဒါလာပေးနိုင်တဲ့လမ်းကြောင်းတွေကိုဖြတ်တောက်တယ်ပိတ်ဆို့တယ်ပြီးလာနဲ့လာသမျှစစ်ကြောင်းတွေအကုန်လုံးကိုကြားပြပြီးတိုက်တယ်အဲ့ဒါကြီးကအခုအောင်မြင်တယ်ဗျာပြောရရင်စစ်ကောင်စီဘက်ကလည်းတကယ်ပြောရရင်အသေးအံလောက်တာပဲပေါ့နော်ဒီနေရီကန်စကန်ကိုဒါစစ်ကူဖြည့်တာလေဒါမနေမနှောကြီးဖြည့်တာ အဲသူတို့တွေလုံးဝပေါ့နော်စစ်ကားတွေနဲ့ဒါအစည်းရေဆယ်နဲ့ချီပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့တောက်လျှောက်ဖြစ်ဂုတ်ကြီးစကန်ကြာသွားပြီးရဲ့နောက်ပိုင်းမှာသူတို့တွေအသေးအတန်ဟာဒီစကန်ကြာသွားပြီဆိုရင်တော့ဒီနိုင်ငံတစ်ခုပဲကျန်တော့မှာအဲ့တစ်ခုတော့ကြာလို့မဖြစ်ဘူးဆိုတဲ့စိတ်မျိုးနဲ့သူတို့တွေအသေးအတန်နေလွတ်တယ်ပြီးရင်ဒီကာပါစာတွေထဲမှာအင်အားတွေထပ်ဖြစ်ဘာလို့ဖြစ်ရလဲဆိုတော့ကာပါစာကြီးစီရောက်လာမှာဟိုအဲအဲ့တော့ကျတော့ရောက်လာရင်လည်းအလားကြီးခံရမှာမဟုတ်ဘူးပြင်းခံမှာဖြစ်တဲ့အတွက်ပေါ့နော်ထူးဆောက်လို့ရေကအဖွဲတွေ ထူးဆောက်ကအဖွဲ့တွေကစဒီကားပါစားတဲ့ကိုဒါအင်အားဖြည့်တာမျိုးတွေလုတ်ခဲ့ရတာပေါ့နော်အဲ့တော့ဒီလိုပို့နေနေပဲဒီနေကန်စကန်ကြီးအခုဒါဒီစကန်ကြီးတစ်ခုပဲကြံတော့တယ်အခုတော့ဒါစစ်ကူတောင်ပို့လို့မရတဲ့အခြေအနေဖြစ်သွားပြီအဲ့လိုပိတ်ဆို့ထားရုံနဲ့ပြီးပြီလားဆိုတော့မပြီးသေးဘူးပိတ်ဆို့တာတသက်တစ်ပိုင်းလာမယ်အဲဥစားဒါအပိုင်းနဲ့ပေါ့နော်ဒါနေကန်အပိုင်းရတသက် အဲ့ဒါပြရနဲ့ကပ္ပဆာ14ဘက်ကိုဆက်ပြီးတော့ထော်တာအခုဆိုရင်ဒါကပ္ပဆာ14နဲ့တမိုင်းกว่าပဲကြံတော့တယ်ဆိုတမိုင်းဆိုတာပြပြောရင်ရောက်ပြီလို့ပြောလို့ရပြီဗျာအဲ့အနေထားတွေရောက်သွားပြီအဲ့တော့အာရခတ်တတော် A နဲ့ B တဲ့တပ်ဖွဲ့တွေကတကယ်ကိုအတွဲညီတယ်လို့ပြောရမယ်အဲ A ကတိုက်မယ်ဆိုရင်အာရခတ်တတော် A ကတိုက်တော့မယ်ဒီစကန်တွေကိုကျုံတော့မယ်လောက်ပြီးဟေ့ဆိုတဲ့ခါကျရင် B တဲ့တပ်ဖွဲ့တွေကဖြတ်တော့အောင်မလား ပိတ်ဆို့ရမလားအဲပြီးရင်ဖမ်းပေးရမလားအဲအဲ့လိုပုံစံမျိုးနေနဲ့တကယ်ကိုလက်တွဲညီညီဖြုတ်လာတာဒီအချိန်နေထိရောက်လာခဲ့ပြီပေါ့နော်အဲ့တော့တာကင်းစကန်ကုန်းနေအကုန်ကျုံးတယ်နေကန်စကန်မဲ့ကြံတယ်အောက်ကတက်လာသမျှကိုအကုန်ဖြုတ်တယ်ဒါအခုဆိုရင်ဒါကုကရမဲ့ပေါ့နော်လုံးဝတာနေကန်ပြွာကုန်းကနောက်ဆုံးအခုဘာဖြစ်နေလဲဆိုတော့မြေပြင်ကနေစစ်ကြောင်းစစ်ကူလာလို့မရတော့ဘူးရိခါတွေလာပို့လို့မရတော့ခဲရန်နေပို့လို့မရတော့ဘူးအဲ့လိုမျိုးပို့လို့မရတော့တဲ့အချိန်နေကြောင်းမလို့အခုဆိုလေကြောင်းကနေအာကူပြီးတော့ မျောနေရတဲ့အနေထားပါလေကြောင်းဝင်မျောနေရ။နောက်ပြီးရိတ်ခါလေးချပေးပါအောင်လူအင်အားချပေးပါအောင်ဒါမျိုးပုံစံမျိုးဖြစ်မှာပေါ့ဗျာ။နောက်တစ်ခုကအိုက်ကုန်းကနေပြီးတော့လေဒါဒီရပိုင်းတော်တွင်းမာတွေမကဘူးရှေ့ပိုင်းမာတွေကအဆပေါ့နော်။ထွက်ပြေးနေတဲ့အစုလိုက်ပြုံလိုက်စကားစားစစ်သားတွေကအများကြီးရှိတယ်။လုံးဝတိတယ်ဗျာအချိန်နေကိုတိနေပြီလိုင်းကျုံခံရတော့မှလေဒီလာလေးပဲကြံတော့တယ်ဆိုတဲ့အနေထားအောက်ကနေလည်းတက်လာလို့မရတော့ဘူးဆိုတဲ့အနေထားမှာတို့လုံးဝလွတ်လန်းမရှိတော့ဘူး။အဲတော့ကြတော့ အုံနောက်ရှိတဲ့သူတွေကတော့ပြေးတာပေါ့နော်လက်လက်ချအညက်ခံမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ဗျာအဲ့တော့အဲ့လိုမျိုးဟာတွေလည်းရှိတယ်ပြီးရင်ဒီ Y12 Y8 Fighter အကုန်ကျဲတာ အကုန်ကျဲတာ drone အကုန်သုံးတာပေါ့နော်အဲ့လိုသုံးပြီးတော့ဒါအခါတတော်အိမ်နဲ့ပြည်တဲ့တပ်ဖွဲ့တွေရှိနိုင်တဲ့နေရာမျိုးတွေကအစပတ်ချလဲအကုန်ကျဲတာအဲ့တော့သူတို့ကစစ်ကောင်စီကဒီနေရာတွေကိုမကြဖို့အတွက်သူအစွမ်းကုန်လုပ်ခဲ့တာနော်အစွမ်းကုန်သူ့မှာရှိမြအစွမ်းအကုန်လုံးသုံးခဲ့တာစစ်ကူပို့ရမလားပို့တယ်ဒါပေမဲ့ဖြတ်တော့ခံရရတယ် ရိတ်ခါပို့ရမလားပို့တာပဲပြီးရင်ဒါလေချောင်းနဲ့တိုက်ခတ်ရမလားတိုက်တာပဲဒီမျိုးစုံဒါသူတို့အကုန်လုံးတုံးခဲ့တာဒါပေမဲ့နောက်ဆုံးဘာဖြစ်လဲဒီနေရာတွေကိုသူတို့ပြန်ပြီးတော့မရတဲ့အပြင်နောက်ထပ်အဓိကကာကင်းစခန်းကုန်းတွေပါဒါလက်လွတ်ဆုံးရှုံးရတယ်အခုဆိုရင်သူတို့ရဲ့အချင်း၆ခံရဆုံးနေရာကကပ္ပဆာလိုဟာမျိုးတွေဖြစ်လာနေပြီဒါဟာတကယ်အားရစရာကောင်းတယ်ဗောနော်အဲ့တော့ဒါနေရကံပြူအကုန်းကလည်းဒါဖျားတာနေရတဲ့အခြေအနေအပြင်ဒါ ဒီအပိုင်းတွင်းမှာကိုပဲဒါသတင်းကောင်းတွေထွက်ရင်ထွက်လာနိုင်တယ်အဲ့တော့ကျတော့ဒါမျောနေုံပဲပေါ့ဗျာအဲ့ခါတက်တော့အေးရတော့တည်တဲ့အတိုင်းပဲဒီတိုင်းတော့ထားခဲ့မှာမဟုတ်ဘူးပေါ့နော်ပြီးတော့ဒါအပြင်ဒါကာဘဆာ14နဲ့ဒါဇင်ပြုံးရွာနားမှာဒါအေနဲ့ပီဒီတက်ဖွဲ့တွေရထိုးစစ်တွေကရောက်လာပြီအဲ့တော့ဒါလက်နက်ကြီးအထိုင်စကန်းနဲ့တမိုင်လောက်အထိကိုရောက်လာနေပြီတမိုင်ဆိုတာဘာမှမဟုတ်တော့ဘူးကျွန်တော်ပြောသလိုပဲလုံးဝရောက်ကိုရောက်နေပြီလို့ပြောလို့ရတယ်ဗျာလှမ်းခေါ်ရင်တော့ကြားလို့တဲ့အနေထားအဲ့တော့စစ်ကောင်စီဘက်ကဒါစစ်သားတွေကိုအကြံပေးနေတာရှိတယ်အဲ့ဒါပါလဲဆိုတော့ နားဆွင်တာပေါ့နော်နင်းနေညညနားဆွင်တာအားခတ်တော့ A နဲ့ PDF တက်ဖွဲ့တွေကဟေးရောက်ဖားတော့လက်နဲ့ချလိုက်တော့လို့အဲ့လိုအတန်ကြားလိုက်တာနဲ့လောကပြေးပြီးကိုလက်နဲ့ချလိုက်တော့ဘာဖြစ်လို့အဲ့လောက်ထိကိုအချိန်ကြီးကိုးနေပြီလေနီးလဲနီးနေပြီလေနီးနေပြီဆိုတော့ဘာဖြစ်ဖြစ်အဲ့လိုမျိုး order လေးတွေပါလေဆိုလဲနားဆွင်ထားပါလို့ဒါအကြံပေးချင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါအသက်ချမ်းသာရရမယ်ဒါမဟုတ်ရင်တော့မလွယ်ဘူးပေါ့နော် A နဲ့ PDF တက်ဖွဲ့တွေကလည်းဒါမင်းတို့စစ်သားတွေရဲ့အလောင်းတွေကိုခင်းပြီးတော့လာခဲ့တာဒီနေရာထိရောက်လာခဲ့ပြီအဲ့ကြတော့မင်းတို့ကောင်တွေကိုလည်း ဒါခုနလိုပေါ့နော်ဟိုအလှအလှကြည့်မှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အဘသားတွေအနေနဲ့ဒါခုနလိုမျိုးရွေးချယ်မှုမှန်ကန်ပါစေပေါ့နော်ဒါလေးလည်းဆူတောင်းပေးတယ်ပေါ့နော်ပြီးတော့ဒါကာပါစာ74ကာပါစာ74ကកောင်းနေလဲកောင်းချင်းနေလောက်ပြီဘာဖြစ်လို့လဲဆိုတော့ဒီ net gain viewer down scan ကိုဒါအဲ့ဒါစစ်ကူသွားတဲ့လမ်းကြောင်းနေတဲ့မှာဒါလမ်းကြောင်းနှစ်ခုထဲမှာကာပါစာ၁၄ဘက်ကတက်တဲ့လမ်းကြောင်းလဲပါတယ်။အဲ့လိုမျိုးတက်သွားတဲ့အရှိကကောင်းနေဘာဖြစ်သွားပြီလဲဆိုတဲ့ဟာကိုလေဒီကာပါစာ၁၄ထဲမှာရှိတဲ့သူတွေကကြားကိုကြားမှာမြင်ကိုမြင်ရမှာတိကိုတိမှာပဲ။ အပြုံလိုက်လစ်သွားပြန်ပြီဟာလန်ကျသွားပြန်ပြီဟာပြန်မရောက်လာကြတော့ဘူးဟာရောက်လာပြီဆိုလဲအကောင့်တရားဝင်မပါဘူးပြီးရင်အသက်မရှူကြတော့ဘူးအဲအဲ့လိုပုံစံမျိုးတွေကတောက်လျှောက်ကြားနေမြင်နေသိနေရမှာဘာလို့လဲဆိုတော့ဒီလိုနေရာမျိုးတွေကိုဂျားစကန်ပုံစံမျိုးတွေထားတတ်ကြတယ်ဗောနော်အဓိကတော့ရှေ့တန်းစစ်မြေပြင်နေရာကိုဒါပို့ရမယ့်နေရာရဲ့အနောက်မှာဗောနော်အခိုင်အမာနေရာမျိုးတွေမှာတည်ရင်ဌာနချုပ်တွေဒါလိုမျိုးနေရာမျိုးတွေမှာဒါစစ်ကောင်စီကဂျားစကန်တွေထားတတ်ကြတယ်ဆိုတော့ ဒါတမကူကူဒါမှမဟုတ်စာခဆက်ခွန်အဲ့ဒါတက်တွေကိုဒါနေကံပြွာကုန်ပို့မယ်ဆိုရင်စာခဆက်ခွန်ကရာရှိပိုင်းတွေကိုအဲ့မှာဂျာစကန်မှုနေနဲ့ထားပြီးတော့သူကဂျားတွေကနေပြီးတော့ကုလူဆက်ဆံရေးလုတ်ပေးရတဲ့အနေအထားတွေရှိတယ်။အဲ့ကြအဲ့လိုနေရာမျိုးတွေထားထားတာဖြစ်တဲ့အတွက်ဒီလူတွေရောက်လာပြီးဟိဆိုရင်လည်းသူကပို့ပေးရမယ်။အရှိကနေပြီးတော့ဟိုထောက်လန်းရင်းဖြစ်မဲ့ကောင်နေဒါတည်တဲ့ကောင်ပြတ်တဲ့ကောင်တူတဲ့ကောင်ဒီလိုကောင်မျိုးတွေရောက်လာပြီးဆိုရင်လည်းသူကဒါချိတ်ဆက်ပြီးတော့ပို့ပေးရမယ်။အဲ့တော့ဒီဖြစ်စဉ်တွေကိုသူတို့ကမြင်နေရမှာထဲထဲမှာရှိတဲ့ကောင်တွေက အဲ့တော့သူတို့တွေခေါင်းကျင်းနေလောက်ပဲဟာငါတို့ဆိုရင်ဒီလိုကြုံမလားအဲအဲ့လိုမျိုးတော့အသေးချပေါက်ဖြစ်နေကြပြီနောက်တစ်ခုကတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်းဒီကာဘာဆ14ကာဘာဆဆိုတဲ့နေရာကဗျာဒါဧကအားဖြင့်ကြည့်မယ်ဆိုရင်ဒါထောင်နဲ့တောင်းနဲ့ချီတက် area ကြီးကတကယ်အကျယ်ကြီးအဲ့လိုနေသားဖြစ်တဲ့အတွက်တော်လိုင်းတက်ဖွဲ့တွေကတိုက်မယ်ဆိုရင်လည်းဒီနေရာကြီးကိုတိုက်ဖို့အတွက်လွယ်ကူတာတော့မဟုတ်ဘူးဗျာဟိုဝင်ရောက်စီးနှင်းတိုက်ခိုက်ဖို့တိမ့်ပိုက်ဖို့ဆိုတဲ့ဟာကပေါ့နော်ဒီလောက် area အကျယ်ကြီးအဝန်းဝိုင်းကြီးပေါ့ဗျာအဲ့ကြအဲ့လိုနေရာမျိုးကိုတိုက်ခိုက်တိမ့်ပိုက်ဖို့အတွက်ကလည်းတကယ်တော့မလွယ်ကူဒါပေမဲ့လည်း ရှိမှတောက်လျှောက်ပါတော့တိုင်းစစ်ဌာနချုပ်တွေကစသိမ်းပြနိုင်ခဲ့တဲ့အားခတ်တော်အေအင်းနေကဒါကလည်းအတားဆီးတစ်ခုလောက်ပဲရှိမှာပါတော့ကြောဖြတ်သွားလိမ့်မယ်အဓိကလုံရင်ဖြစ်တယ်ဆိုရဲဟာပါတော့ဒီဒါနွေဥတော်လည်းရေးမှာမြင်တွေ့နေရလိမ့်မယ်ဒီလိုလေးကြီးပဲမဖြစ်နိုင်ဘူးဆိုရဲဟာလေးကြီးပဲအကုန်လုံးပြနေတာအဲဒါကြတော့ကျွန်တော်တို့အကုန်လုံးမျှော်လင့်လို့ရအဲဒါမှမဟုတ်တစ်ဖက်ကပြန်ကြည့်မယ်စစ်ကောင်စီဘက်ကပါဗျာအဲစစ်ကောင်စီဘက်ကဒီ area ကြီးကိုထိန်းထားနိုင်ဖို့လွယ်မယ်တင်လို့လားသူတို့မှရှိရဲ့အင်အားထားလိုက်တော့1000 1500 ဲ့1500နဲ့အဲ့ဒါဧက1000လောက်ရှိတဲ့နေရာကြီးကိုဒါလွယ်လွယ်ကူကူသူတို့ထိန်းထားနိုင်မယ်ထင်လို့လားသူတို့ထပ်ပြီးတော့အင်အားတွေပို့အောင်အဲ့နေရာတစ်ခုတည်းပဲသူတို့ကာရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျတော့ဒါအာခတ်တက်တော်အီကလည်းတည်ရတိုင်းပဲစင်းနီးပြူကကောင်းတဲ့အထွက်ပေါ့နော်ဘယ်နေ့ဘယ်ရက်မှာကျွန်တော်တို့ထပ်ပြီးတော့ဒါကောင်းသတင်းတွေကြားရမလဲဆိုတော့ကိုဆက်ပြီးတော့စောင့်ကြည့်အောင်ပဲပေါ့ဗျာအဲ့တော့ကျတော့အခုဆိုရင်တော့မှပဲကာဘာဆာ၁၄လေးကအဖွဲတွေကအထုတ်တွေပါတယ်ထုတ်ထုတ်နေတော့ထုတ်တာထုတ်တာမထုတ်ရသေးရင်လည်းထုတ်ထားပါတော့နော်ကလေးတွေပါတယ်ပါညာအဲဒီခါကျရင်ကြံခဲ့မယ်ပေါ့နော်အဲ့ဒါကြောင့်ဒါ ဒီတည့်ရတိုင်းပဲသလိုင်းတက်ဖွဲ့တွေကမွေးစားရတာနဲ့မွေးပေးရတာနဲ့စောင့်ရှောက်ရတာနဲ့အလုပ်တွေရှုပ်တယ်။အဲ့လိုမျိုးကြတော့လက်နှချဖို့အစီအစဉ်မရှိဘူးဆိုလည်းပြေးဖို့တခါလည်းပြင်တာ။အဲ့တော့ကပ္ပစ14ကပ္ပစ14အကြောင်းပြောမယ်ဆိုရင်လည်းဒါကပ္ပစ14ကမကွေးတိုင်းစေတုဒ္ဒါမြို့နယ်ကငဖဲမှာရှိပြီးတော့လက်နှငယ်ကြီးတွေထုတ်တယ်။ရန်တန့်စင်တဲ့ဟာတွေကိုအဓိကလုပ်တယ်။ပြောရမယ်ဆိုရင်စစ်ကောင်စီအတွက်အဓိကအထောက်ပံ့ဖြစ်စေမဲ့ဒါဒါထုတ်လုပ်မှုတွေလုပ်ပေးတဲ့ဟာပဲ။အဲ့တော့ကပ္ပစတွေကအကုန်လုံးအရေးကြီးတယ်။ပြီးရင်တစ်ခုနဲ့တစ်ခုသူကချိတ်ဆက်နေတာ။အဲ့လိုချိတ်ဆက်နေတာဖြစ်တဲ့အတွက်ဒီတစ်ခု ဒါလုံလိုက်နိုင်ပြီဆိုရင်လည်းနောက်တစ်ခုအတွက်ခက်ခဲဖြစ်သွားရရှိတယ်အဆိုတာကထားပါတော့အဲကြည်စံလုံမယ်ဒီကပ္ပစမှာဒါကြည်ကုန်လုံတယ်နောက်ကပ္ပစမှာရမ်းလုံတယ်အဲအဲ့လိုပုံစံမျိုးနဲ့သူကတစ်ခုနဲ့တစ်ခုကိုအဆက်ဆက်သူကနှစ်ခုပေါင်းလိုက်မှတစ်ခုထွက်အောင်လုံထားတဲ့အနေဒါအဲ့တော့ဘလိုပဲဖြစ်တစ်ခုကိုထိခိုက်အောင်လုံနိုင်ပြီဆိုရင်နောက်တစ်ခုကိုလည်းသွားထိရပါပဲအဲ့ကြောင့်ဘလိုပဲဖြစ်ကျွန်တော်တို့ကအားရတယ်ဒီတိတဲ့လူတွေဆိုရင်သိကြတယ်ဒီသတင်းတွေကတကယ်အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ရမ်းတန်းစင်တဲ့ဟာမျိုးတွေလည်းလုံတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ရမ်းဆိုတာတော့သိတဲ့အတိုင်းပဲ အခုစစ်ကောင်စီထုတ်လုပ်သမျှခရရန်တိုင်းမှာမဖြစ်မဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်အဲအဲ့တော့အဲ့ဥစ္စာအရေးကြီးတယ်ဗောနော်နောက်တစ်ခုကဒါနောက်23ခုနှစ်ဒါဖေဖော်ဝါရီလလောက်မှာလေဒီကဖ္ဖစာ14ကပြင်ခံရသေးတယ်ဒါမှတ်မိမြတ်ထင်တယ်ဒါ PIA မကွေးဗောနော်ဒီဖွဲ့တွေကဒါငှျော့နေနဲ့ဆိုတာခံခဲ့ရဘူးလေအဲ့တုန်းကလည်းသူတို့အဲဒီရန်ချက်တဲ့နေရာမျိုးတွေထိသွားတာဖြစ်တဲ့အတွက်ဗောနော်ကာလာတစ်ခုလောက်တိရက်တန်သွားတာမျိုးရှိသေးတယ်ဆိုပြီးတော့ဒါသတင်းတွေထွက်လာခဲ့သေးတယ်အဲ့တော့အဲ့လိုမျိုးပေါ့နော် ်အာ short ride တုံးနေနဲ့အဲ့လိုထိတိမိမိဖြစ်အောင်ပြစ်နိုင်ခဲ့တဲ့ခါမှာလည်းဒီလိုထိကိုက်မှုတွေရှိတဲ့အတွက်သူတို့ဆက်ယုံနေရက်သွားခဲ့သေးတယ်ဆိုတော့အခုလိုမျိုးကြီးသာထိတ်တိုက်ပေါ့နော်မြင်မြင်ပြီးဟေ့တွေ့ပြီးဟေ့ကျုံးပြီးဟေ့အထဲဝင်ပြီးစော်ပြီးဟေ့ဆိုတဲ့ခါကျရင်ဘလောက်တော့အားရစရာကောင်းလိုက်မလဲပေါ့နော်ဒါတွေ့တွေ့ပြီးတော့မှပျော်နေတဲ့အနေထားပေါ့နော်အဲ့တော့ ီကပ္ပစ14ကလည်းဒါကပ္ပစ9နဲ့ဆက်ဆက်တယ်ပေါ့နော်အဓိကလက်နက်ငယ်ကြီးတွေကိုအဓိကထုတ်လုပ်တယ်လှုပ်ဆောင်တယ်ရမ်းချက်တာတွေရမ်းတန့်စင်တာတွေလုပ်တယ်ဆိုပြီးတော့သိရတယ်နောက်တစ်ခုကဒါ2025လောက်မှာလည်းဒါဇန်နဝါရီလောက်မှာပေါ့နော်ဒီကပ္ပစ14တဲကပစ္စည်းတွေကိုမကွေးလေတက်ထဲကိုရွှေ့တယ်ဆိုပြီးတော့လည်းတရင်တစ်ခုထွက်ခဲ့သေးတယ်အဲ့ဒါဘာလို့လဲဆိုတော့အာခတ်တော်အေကဒါကမြင့်ကန်တို့ဒါနဲ့ရေကန်တို့ဂုတ်ကြီးတို့အခုခုပေါ့နော်ဒါကမြင့်ကန်ဆိုရဒါဂုတ်ကြီးဆိုလည်းရနဲ့ရေကန်မှကျန်တော့ ဲ့လိုနေရာတို့မျိုးတွေမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ပေါ်ဆောင်လာတဲ့အခါကျတော့အဲ့နေရာနဲ့ဘလောက်မှမဝေးတဲ့ဒီကပ္ပစ14ကအန္တရာယ်ရှိလာအောင်ချင်းချောက်ခံရတဲ့အနေအထားဖြစ်လာရော ။အဲကြအလင်းမြန်မဲ့ဒီနေရာတွေကိုရောက်လာပြီးဟေ့ဆိုတဲ့ခါကျရင်တို့တွေဒုက္ခရောက်မှာဆိုတဲ့အတွက်တချို့ဟာတွေကိုဒါမကွေးလေတက်တဲ့ကိုပို့တယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေထွက်လာခဲ့သေးတယ်ပေါ့နော်။အဲ့ဒါကတော့တို့ချိုးတင်ပြင်ဆင်တဲ့အပိုင်းတွေရှိမှာပေါ့။ဆိုလိုတာကဒီဆက်ယုံကြီးဆက်ပြီးတော့လေပတ်နိုင်ဖို့အတွက်ကိုအခြားအရေးကြီးတဲ့ဒါထုတ်လို့လို့ရနိုင်တဲ့ဟာတွေအကုန်လုံးကိုပြန်ရွှေ့တာမျိုးလည်းရှိကောင်းရှိနိုင်တယ်။ဒါဟာလည်းဖြစ်နိုင်ခြေရှိတဲ့သတင်းပေါ့လေ။အဲ့တော့ကြတော့ဒါမကွေးတိုင်းတွေကပေါ့နော်။အဲဒါကပ္ပစ15ခုရှိတဲ့ထဲကကပ္ပစ14ဆိုတဲ့ဒါနေရာတစ်ခုကိုတော့အာခတ်တတော် A နဲ့ PDF တပ်ဖွဲ့တွေရဲ့ ထိုးစစ်ကရောက်ရှိလာနေခဲ့ပြီဆိုတဲ့ဟာလေးဒါပြောချင်တယ်ဗျာနော်နောက်တစ်ခုကဒါကာဖစာ14တင်မဲလားဆိုတော့မကိုးတိုင်းညောင်ချောက်မှာကာဖစာ6အဲကပ္ပစာတွေချင်းချောက်ခံနေရတဲ့ဟာကိုတောက်လျှောက်စီပြီးပြောမှာအဲ့ဒါပါလဲဆိုတော့ကပ္ပစာ6နားကိုဒါအရခတ်တော်အေနဲ့ပြည်သက်ဘွဲ့တွေကပေါ့နော် 6မိုင်9မိုင်လောက်ပဲကွာတော့တဲ့အကွာဝေးထိရောက်လာနေပြီဆိုတဲ့သတင်းတွေကလည်းအရင်ရက်ထဲကဒါကျွန်တော်တို့ပြောခဲ့ပြီးသားဖြစ်တယ်သတင်းတွေလည်းထွက်ခဲ့ပြီးသားဖြစ်တယ်ပေါ့နော်တကယ်ကိုအားရစရာကောင်းတဲ့အနေထားပေါ့နော်အဲ့တော့ဒီကပ္ပစားဆိုလဲဒါကပ္ပစား6ဆိုလဲဒါမျက်ခုံးလှုပ်နေလောက်ပြီအာခတ်တတော် A နဲ့ဒါ PD တက်ဖွဲ့တွေကဒီကပ္ပစားတွေကိုဗာချင်းချောက်လာနိုင်နေဆိုတဲ့အနေထားကကျွန်တော်အရင်မျှော်လင့်နေတဲ့သတင်းတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ဒီဆက်ယုံဆိုလဲဒါတမ်မနီဆက်ယုံလက်နေငယ်ကြီးကွန်နေကြီးပြားတွေထုတ်လုပ်တဲ့ဆက်ယုံအဲ့တော့ရေးပါတယ်ပေါ့ဗျာ ဲ့တော့အခုဆိုရင်ဒါကပ္ပစ6နဲ့14ဘယ်ဟာဈေးဥပောက်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့စောင့်ကြည့်ရမယ်အနေထားဖြစ်လာပြီဗျာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အားရတယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒါပြောရမယ်မဖြစ်မနေပြောရမယ်အကြောင်းအရာရှိတယ်ဘာလဲဆိုတော့အဲ့ဒါဒီအချိန်နေအထိရောက်လာတဲ့အာခတ်တက်တော် AA ရဲ့ဆွမ်းဆောင်မှုပြောရရင် AA ဘာကြောင့်အချိန်တိုအတွင်းမှာဒီလောက်အောင်မြင်လာတာလဲဒီလောက်ကာလလေးပေါ့နော်ဆယ်စုနှစ်ကျော်ကာလတစ်ခုမှာအာခတ်တက်တော် AA ကစစ်ကောင်စီရဲ့အကြီးမားဆုံးချိန်ချောက်နိုင်တဲ့တပ်ဖွဲ့ အဖွဲ့ကြီးဖြစ်လာတာဘာကြောင့်လဲဆိုတဲ့ဟာလည်းအရေးကြီးတယ်ဗောနော်အဲ့တော့အဲ့ဟာကိုဒါကျွန်တော်ပြောရမယ်ဆိုရင်ဖြေရမယ်ဆိုရင်ဒါဒါတပ်ဖွဲ့တွေအချင်းချင်းကြားမှာလည်းပြောတဲ့စကားရှိတယ်အဲတပ်ဖွဲ့ဝင်တွေအချင်းချင်းကြားမှာဗောနော်အာဘသူကိုလေးစားတယ်လဲအားကြတယ်လဲကျွန်တော်အမြဲတမ်းမေးပြတဲ့မေးခွန်းမှုဖြေတဲ့ခါကျရင်အခါတတော် A ကဒါဘူချုပ်ထွန်းမြင်နိုင်အဲဒါဆိုရင်ဒါသူတို့လေးစားအားကြရတဲ့ပုံကိုယ်ထဲမှာအမြဲတမ်းပါလိရှိတဲ့ပုံကိုယ်မျိုးပေါ့နော်အဲတော့ကြတော့ဥဆောင်နေသူကောင်းတယ်နောက်တစ်ခုကစစ်သားပီတာစစ်တပ်ပီတာ တကယ်တကယ်စစ်သားပြည်သားတွေစစ်တပ်ပြည်သားတွေပြီးရင်တိုက်ခိုက်ရေးအဖွဲ့အစည်းကောင်တစ်ခုဖြစ်အောင်တည်ဆောက်ထားတယ်အဲ့ဒါလည်းတကယ်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ကျွန်တော်တို့ဒါအခုတိုက်ပွဲတွေကိုဖော်ဆောင်နေတာတိုက်ခိုက်နေရတာဖြစ်တဲ့အတွက်တကယ်ကောင်းမွန်တဲ့တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုဖြစ်ဖို့အတွက်ကအရန်ရေးကြီးတယ်အဲ့တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းဖို့အတွက်တကယ်စစ်သားကောင်းတွေလည်းလိုအပ်တယ်စစ်သားကောင်းပေါ့နော်စစ်သားပီတာတဲ့သူတွေလိုအပ်တယ်ဆိုတာကအမိတ်အမိတ်နဲ့ပတ်သက်လို့စစ်စည်းကမ်းနဲ့ပတ်သက်လို့တသွေးမသိမ်းလိုက်နာတဲ့ စစ်သားမျိုးတွေအရန်လိုအပ်တယ်။အဲ့ဒါကအခုဆိုရင်တပ်ဖွဲ့တွေကြားထဲမှာလုံးဝပြောဆိုမှဖြစ်တဲ့အရာတွေရှိတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒါအာရခတက်တော် AA ရဲ့စစ်သားတွေကစစ်မြေပြင်မှာဘလို့တိုက်ပွဲဝင်သလဲဆိုတဲ့ဟာကိုဆက်စုကြည့်လိုက်ပေါ့နော်။အဲကိုနဲ့နီးဆက်ရဒါဒေါ်လင်းတပ်ဖွဲ့တွေကိုပဲဖြစ်ဖြစ်ဆက်စုကြည့်လိုက်။ကျွန်တော်ဆိုလဲအဲ့လိုလိုက်ပြီးဆက်စုတဲ့အခါမှာတကယ်အန်အောလောက်စရာအကြောင်းအရာတွေအများကြီးကြားရတယ်။ချိုးတိုက်ပွဲတွေမှာပေါ့နော်စစ်ကောင်စီဘက်ကရှိတယ်အဲသူကတိုင်မှုဆိုရင်သူကတိုက်ပွဲရဲ့အနောက်မှာနေတာအဲရှေ့မှာသူ့ရဲ့သူ့တပည့်တွေတည်ချင်းသေး ဒါကိုချင်းကိုကောက်ချင်းကောက်အဲအဲ့လိုပုံစံမျိုးနဲ့သူကရှေ့ကိုလှုပ်ပြီးတော့တိုက်ခိုင်းနေသူကလုံးဝပေါ့နော်တက်တက်တက်ဆိုတဲ့စကားတစ်ခုမှပြောတတ်တဲ့ကွန်မန်ဒါတွေစစ်တပ်ထဲမှာအများကြီးပေါ့နော်အဲ follow me ဆိုပြီးတော့ပြောတတ်တဲ့စစ်သားစစ်တကောင်စီထဲမှာမရှိဘူးအကုန်လုံးကပြောရမယ်ဆိုရင်အဲကိုအသက်မသေးဖို့အရေးကိုနေရာကိုဒါကြီးစံနေမရောက်လာဖို့အရေးအရှိမတက်နိုင်တော့ကိုအလောက်ကကောင်းနေရဲ့အသက်တွေနဲ့ကာမယ်ဆိုတဲ့ကောင်းနေပဲစစ်ကောင်စီထဲမှာရှိတာပေါ့နော်အဲ့ဒါအကြောင်းမလို့လေဒီကောင်းကြီးကြာရှုံးနေတာအဲ့တော့အရခတက်တော်အေးထဲမှာကြာအဲ့လိုမဟုတ် ကျွန်တော်တို့ဆက်စုကြည့်ရတော့ဆိုအဲ့လိုမျိုးပါနော်စစ်ကြောင်းမှုဆိုတဲ့သူတွေကလည်းကြားတက်ထိုးဝင်ထိုးတယ်နောက်ဆုံး viewer မှုဆိုတဲ့သူကလည်းကြားတက်ထိုးဝင်ထိုးတယ်အဲ့လိုပဲအထက်ကနေပေးလာတဲ့အမိန့်ကိုပေါ့နော်လုံးဝမေတ္တာကိုရအောင်တိုက်မယ်ဆိုပြီးတော့ပြောလိုက်ပြီးဆိုရင်လည်းရအောင်ကိုတိုက်ပြတတ်တဲ့ဒါစစ်သားကောင်းတွေအများကြီးရှိတယ်တပ်မှုကောင်းတွေအများကြီးရှိတယ်အဲ့လိုမျိုးတိဆောက်ထားတာအဲ့ဒါကြီးကတကယ်ကြမ်းတယ်အဲ့လိုမျိုးဖြစ်မှလည်းတိုက်ပွဲတွေကအောင်မြင်မှာနိုင်မှာပေါ့နော်အဲ့လိုမျိုးဖြစ်လို့လေအခုအခက်တော်အေးကအောင်မြင်နေတာဖြစ်တယ် အပြီးတော့ကျတော့ဒါလူလူထောက်ခံမှုရတယ်လူလူထောက်ခံမှုရမရကတော့ဒါမြင်တဲ့အတိုင်းပဲသိတဲ့အတိုင်းပဲကျွန်တော်ရှေ့မှာလည်းအဲ့လိုမျိုးအများအားပြောတယ်ဘုကျုံထွန်မျက်နှာကဒီနေရာဒီနေရာတွေကဒီလိုဒီလိုအခြေအနေတွေဖြစ်လာပြီးအဲ့တော့ကျတော့ဘေးလွတ်ရာကိုရှောင်ပါဘာတခုမှပြန်မမေးပဲနဲ့အထုတ်ဆွဲပြီးတော့ရှောင်သွားတဲ့ပြည်သူတွေအများကြီးရှိတယ်ဘာမှဇောရကမတက်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီကောင်းဆောင်ပေါ်မှာယုံကြည်တယ်ဒီလူထုကဒီကောင်းဆောင်ကိုထောက်ခံအဲ့လိုမျိုးထောက်ခံမှုအတွက်ကလည်းဒီကောင်းဆောင်ကယုံကြည်လောက်စရာအရေးချင်းရှိရအဲ့လိုမျိုးလူတွေဥဆောင်နေတယ်အခုဆိုရင် အာအဲ့အကြောင်းမလို့ဒါသူတို့တွေစီးလုံးနဲ့ညီညွတ်တယ်ဗောနော်နောက်တစ်ခုကဒါကြောင့်အာခတ်တတော် A ကမဟာမိတ်တွေပေါ်မှာအရန်လေးစားတယ်မဟာမိတ်တွေကလည်းအာခတ်တတော် A ကိုလေးစားတယ်အဲ့ဒါဘာလဲဆိုတော့လေးစားမှုဆိုတာကဗျာဟိုကိုကကြည်ပဲရကျင်နေလို့မရလေးစားမှုဆိုတာအလကားမရဆိုတာကကိုကလေးစားမှကိုကိုလေးစားတာအဲ့တော့လေးစားမှုကိုပဲအလကားနေရယူခြင်းနဲ့ဆိုတဲ့သူတွေကဘာလို့တင်တယ်လဲဆိုတဲ့ဟာကိုလည်းစဉ်းစားတင်တယ်ဗောနော်အဲ့တော့ဒီမဟာမိတ်စီးမြင့်နေပေါ်မှာသူတို့လေးစားနဲ့လိုက်နာတယ်ဆက်ဆံရေးကောင်းတိဆောက်တယ်အဲထားပါတော့ ်ပြည်ရဲ့တပ်ဖွဲ့ဘက်ကတက်ခွဲမှုအာခတ်တော်အေဘက်ကတက်ခွဲမှုဟိုကလည်းတက်ခွဲမှုဒီကလည်းတက်ခွဲမှုအဲ့ဟာဆိုရင်ဒါအာခတ်တော်အေရဲ့တက်ခွဲမှုရဲ့အောက်မှာရှိတဲ့ဗောနော်ရဲဘော်တပ်သားဗောနော်အဲ့အဖွဲ့တွေကစပြည်ရဲ့တက်ခွဲမှုကိုသူတို့စီကတက်ခွဲမှုလို့ဆက်ဆံရအဲ့အဲ့လိုအဲ့လိုအဲ့လိုလုံးဝလီလီဆာဆာဗျာလီလီဆာဆာဟုတ်တယ်ဟင်ငါငါတို့စီကလူကုန်မှဒါလူထင်ရမှာမဟုတ်ဘူးတက်ခွဲမှုထင်ရမှာမဟုတ်ဘူးပြည်ရဲ့တက်ခွဲမှုဆိုရင်လေဒါမင်းတို့အတွက်တက်ခွဲမှုပဲအဲ့လိုမျိုးမဟာမိတ်ဆက်ဆံရေးတိဆောက်ထားလာ ဟာအဲ့တော့ကျတော့လေးစားပြီပေါ့လေးစားပြီလေဒါပြည်ထက်တပ်ဖွဲ့တွေအားစားလေးစားတာဟာသူတို့ရဲ့လုံလုံရေကန်ရေသူတို့ရဲ့အပြုမူတွေသူတို့ဖွဲ့စည်းတိစောက်ထားတဲ့ပုံစံတွေသူတို့ရဲ့အမိန့်ပေးစနစ်တွေအဲသူတို့ဥဆောင်သူတွေရဲ့ဒါမြေပြင်မှာလိုက်ပါလှုပ်ဆောင်မှုတွေကပြည်ထက်တပ်ဖွဲ့တွေအတွက်ပါတကယ်အတုယူစရာတွေဖြစ်နေတာအဲအားကြောင့်မလို့လဲအာခတ်တတော်အေနဲ့လက်တွဲပြီးတိုက်ရတဲ့ PDF တွေကအခုဆိုရင်ဆက်ဆောင်ရည်တွေအယက်မြင့်နေတကယ်ကိုပြပြဝလှုပ်ဆောင်နိုင်တဲ့နေရာမျိုးတွေအများကြီးဖြစ်လာတယ်အဲတော့ကျတော့ ီလိုမျိုးပုံစံမျိုးဖြစ်ဖို့အတွက်ကိုလည်းဒါအာခတက်တော် A ကဒါအများကြီးတိဆောက်ထားခဲ့တာပေါ့နော်ချက်ချင်းလက်ငင်ဖြစ်လာတဲ့အရာတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်တော်လန်ရေးမှာအဲ့လိုမျိုးတကယ်ကောင်းမွန်တဲ့အဖွဲ့အစည်းကြီးတွေအခုဆိုအများကြီးရှိအစင်လာရှိတဲ့အဖွဲ့အစည်းကြီးတွေအများကြီးရှိတယ်အဲ့လိုမျိုးတိုင်းရင်းသားတပ်ဖွဲ့တွေအများကြီးရှိလာတယ်အဲ့ဒီတပ်ဖွဲ့တွေနဲ့အခုပြည်ထောင်တပ်ဖွဲ့တွေကညတ်တွဲညီညီနဲ့ပူးပေါင်းလှုပ်ဆောင်နေတာဖြစ်တဲ့အတွက်နောက်ထပ်ကာလတွေကာလတွေမှာနောက်ထပ်ပေါ့နော်ဒါကြောင့်အောင်မြင်မှုတွေဆက်ပြီးတော့ရမယ်ဆိုတာလေဒါကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်အဲ့ပြီးတော့ဒါ စစ်ကောင်စီဘက်ကပေါ့နော်ဒီလိုမျိုးအချိန်တိုအတွင်းမှာအောင်မြင်လာတဲ့အာရခတက်တော် AA အဒီအာရခတက်တော် AA ကိုတို့လုံးဝဒါမရှင်နိုင်တော့ဘူးမြေပြင်မှာမနိုင်တော့ဘူးအဲ့တော့ဆိုတော့နိုင်ငံရေးအရာတို့ဆွဲချတာမျိုးတွေလုတ်တယ်ထိုးချတာမျိုးတွေလွတ်တယ်ဆွဆွဲတာမျိုးတွေလုတ်တယ်ပေါ့နော်အဲချိကျွန်တော်တို့ဒါအဲအစိုးပိုင်းကာလတွေတော့အာခတတော် A ပေါ်လာပါပြီဆိုတော့အချိန်တုန်းကစစ်ကောင်စီဘက်ကအဲအကြီးပိုင်းဒါစစ်ကောင်ဆောင်တွေကဘာပြောလဲဆိုတော့ AA ဆိုတာတခဲပေါ့နော်တခဲအစင်မှရှိတယ်ပေါ့နော်အဲအဲ့လိုခေါ်တာတော့အဲ့လိုခေါ်တာ တက်ခဲတက်ခဲလို့ခေါ်တာပေါ့နော်ပြီးရင် AA ဆိုတာဓမြအဆင့်ပဲရှိတယ်လုံးဝပြောပြောရည်လဲကြားဦးမှာပါအဲခါကြီးကုံသွားပြီဆိုရင်ရက်သွားမယ်အဖွဲပါဆိုပြီးပြောရည်လဲရှိပြီးသားဟိုအဲအဲ့လိုမျိုးပေါ့နော်အဲအဲ့တိုင်းခဏတက်ဖြုတ်ပဲဟုတ်နဲ့တောက်တဲ့ဟာလိုမျိုးပဲဆိုတဲ့ပုံစံမျိုးသူတို့သတ်မှတ်ခဲ့တာဒါပေမဲ့အချိန်ကာလတစ်ခုပေါ့နော်ချိန်တူတူအတွင်းမှာစစ်ကောင်စီကိုတကယ်ကိုထိုးနှက်နိုင်ဆုံးတိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုဖြစ်လာတယ်အစစ်ကောင်စီကိုအထိနာအောင်အရှိတ်ထိအောင်အလုံးနိုင်ဆုံးပေါ့နော် ချိန်ွားတဲ့ချိန်ွားချက်တွေဆိုလဲအဲ့လိုပဲတည့်တဲ့အချိန်ပဲဘယ်ထိတက်ကြိတ်ပြမှာဟိုဘာလို့အဲအဲ့လိုမျိုးကြီးချိန်ွားတာဟောနော်အဲ့ကြအဲ့လိုမျိုးမြေပြင်မှာလုံးဝတို့စစ်မနိုင်တော့အေးနဲ့ရှင်နဲ့ဒါပွဲတိုင်းမှာတို့တွေအထိနာတယ်ပြီးရင်အကြရှုံးနေများတယ်အဲ့ဘလုံးမှာဒါတို့အစွမ်းကုန်လောက်တာပဲဒါပေမဲ့ဘလုံးမှာအဆင်မပြေတော့တဲ့ခါကျတော့ နိုင်ငံရေးဒီနီးလန်းနေတဲ့နဲ့ဒါဆွဲချဖို့အတွက်ကြိုးစားတယ်အခုဆိုရင်ဒါမွေးစီဝါကိစ္စနဲ့ပတ်သက်လို့ဒါသူတို့ကိုဆွဆွဲနေတာအများကြီးပဲအခါတက်တော့အေးကိုဆွဆွဲနေတာဖြစ်စဉ်တွေကိုအများကြီးပဲဗျာအခုဆိုလည်းဖြစ်စဉ်တစ်ခုရှိတယ်အဲ့ဒါကဒါချက်195ဘီလီယံကျော်တန်ကြီးရှိတဲ့မွေးစီဝါတွေကိုဒါအေးကိုလက်ညှိုးထိုးတယ်ရန်ကုန်မှာဖမ်းမိတာအဲ့မွေးစီဝါတွေဒီမွေးစီဝါတွေအဖုံလိုက်ကြီးကပေါ့နော်ဒါမလေးရှားကိုပို့မဲ့အေးအေးရဲ့မွေးစီဝါတွေဖြစ်တယ်ဒီပစ္စည်းတွေကိုအေးကပိုင်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလုပ်တယ် အဲစစ်ကောင်စီရဲ့သတင်းမီဒီယာတွေမှာဖော်ပြတယ်သူတို့ရဲ့သတင်းစာတွေမှာပါတယ်ဆွဆွဲထားတာပေါ့ဗျာအာရခတက်တော့အေးဟာဆိုပြီးတော့ပြီးရင်ဒါရှမ်းပြည်နယ်ကနေပြီးတော့ရန်ကုန်ရန်ကုန်ကနေမှရခိုင်ရခိုင်ကနေမှမလေးရှားလမ်းကြောင်းအဲ့လိုအဲ့လိုသူကတကယ်စနစ်ကြကိုလှုပ်ထားတာအဲရှမ်းပြည်နယ်ကဆိုဘသူစီရနေလာတယ်ပေါ့အဲပြီးရင်ရန်ကုန်ရောက်တယ်ရန်ကုန်ရောက်ပြီးတော့ရခိုင်ကိုသွားမယ်ဒါပေမဲ့သူတို့စီမှာရောက်လာတဲ့အချိန်မှာသူတို့ဖမ်းတယ်ပေါ့အဲ့လိုပုံစံမျိုးတော့လုံးဝလုံးဝမအေးဝင် အဲ့တော့မြေမြေမှာတိုင်းလို့မတိုင်းတော့တဲ့ဟာကြတော့တို့ဒါနိုင်ငံရေးအနည်းနဲ့ဆွဲချဖို့ကြိုးစားတယ်အဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပေါ့နော်အာခတ်တတော်ကဒါပြောရေးဆိုခွင့်ရှိတဲ့သူဥက္ကဋ္ဌကကပေါ့နော်အဲဒီဖြစ်စဉ်ကသူအခုဖြစ်စဉ်ကအရင်တုန်းကဖြစ်စဉ်တွေကဒါကြည့်လိုက်မယ်ဆိုရင်ဒါဇလန်းဇညွန်အတူတူပဲပေါ့နော်ဇလန်းဇညွန်တွေကတကယ်အတူတူပဲစစ်ကောင်စီရဲ့စနစ်တကျကြိုတင်စီမံပြီးတော့ဆွဆွဲတိုက်ခိုက်တာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးသူပြောသွားတယ်အဲ့တော့ပြောရရင်ဆိုရင်မင်းအောင်လိုင်ကမအေးဝင်သူကအဲ့လို အဲ့လိုပုံစံမျိုးသူကစီစီမံထားတာဟုတ်တယ်လေရှမ်းရှမ်းပြည်နယ်ကနေလာတယ်ဆိုရင်ကဘယ်အဖွဲ့စီကလာမလဲအဲအဲ့လိုအဲ့အဖွဲ့နဲ့အေးနဲ့ကဘာလဲအဲသူကအဲ့လိုပုံစံမျိုးသူကလှုပ်ချင်တာဗျာဒါပေမဲ့သူတို့ကတော့ရအောင်ဖမ်းလိုက်တယ်ဟောတကယ်အပုံလိုက်ကြီးတော့အဲ့ဟာဘယ်လိုဖြစ်လို့ရန်ကုန်ထိရောက်လာနိုင်တာလဲကျွန်တော်ပြောတာအဲ့ကြားထဲမှာရှိတဲ့ကောင်တွေကဘာလဲဒါတကယ်တမ်းပြောရင်ဒီကောင်တွေကကိုယ်ထုတ်ကိုဖြီးနေတာမြို့လိုင်းကကိုယ့်အရှက်ကိုခွဲနေတာတကယ်ကိုယ့်ပေါင်ကိုလှန်ထောင်းနေတာ မင်းတို့အသုံးမကျဘူးဆိုတဲ့ဟာကြီးကိုမင်းတို့ကိုယ်တိုင်ထုတ်ပေါ်ပြီးပြောနေတာသူများကိုပြောချင်စောနေဗျာသူများကိုလက်ညှိုးထိုးရင်းနဲ့ကိုကလက်ညှိုးပြန်ထိုးခံနေရတဲ့အဖြစ်မျိုးသူများကိုအချက်ခွဲဖို့ဂျိုးစားရင်းနဲ့ကိုကအချက်ပြန်ကွဲနေတဲ့အဖြစ်မျိုးအဲ့ဒါကြတော့တကယ်ပဲဒါမင်းအောင်လည်းကမအေးဝင်ပဲအဲ့တော့တေချာတာကတော့ဒါမြေပြင်မှာစစ်ကောင်စီကအရကတတော် A နဲ့ပြည်သက်တပ်ဖွဲ့တွေကိုစစ်နိုင်ဖို့ဆိုတာမလွယ်ကူတော့ပါဘူးသူတို့မှရှိသမျှနီလန်အကုန်တုံးခဲ့တာပါအဲ့ဒါကြတော့ဒါ ရမ်းမြောက်လုံနေရာမျိုးမှာဒါစစ်တွေအေးသွားတဲ့အချိန်အခြားနေရာတွေမှာတိုက်ပွဲတွေကိုသူတို့ပြန်ပြီးတော့ဥမော်လာအောင်လုပ်နိုင်တဲ့အချိန်မှာတော့မှပဲအာခတ်တက်တော် A ရှိတဲ့ဘက်တွေမှာသူတို့မလုပ်နိုင်သေးဘူးဆိုတာကြည်ချင်းအဖြစ်မြေပြင်မှာစစ်ကောင်စီကအာခတ်တက်တော် A နဲ့ PDF တပ်ဖွဲ့တွေကိုမနိုင်တော့ဘူးဆိုတဲ့ဟာသိတာပါလေဗောနော်ထပ်ပြီးတော့အောင်မြင်မှုတွေဘယ်ချိန်မှာဘာသာနဲ့ကြားရမလဲဆိုတဲ့ဟာကိုကျွန်တော်ဆက်ပြီးတော့စောင့်မျှော်ကြည့်တာပေါ့ဗျာနောက်တစ်ခုကတော့ဒါဗမောက်ကိုဒါစစ်ကောင်စီနဲ့ SNA အဖွဲ့တွေကအင်အား900လောက်နဲ့ဒါထိုးစစ်တွေပြန်ဆင်လာတယ် ဒါမြို့ရဲပေါ့နော်ဗမာမြို့ရဲဒါငားမိုင်ပတ်ချာလဲနေရာမျိုးတွေမှာဒါတိုက်ပွဲတွေပြင်းထန်ဖြစ်နေတယ်စစ်ကောင်စီဘက်ကလေကြောင်း drone လက်နက်ကြီးဓာတ်တွေကိုပိုပေါတီတီတုံးပြီးတော့မြေပြင်စစ်ကြောင်းတွေထိုးလာနေတာရှိတယ်ပေါ့နော်အဓိကတော့ဒါအော်တိုဘာလာ၄ရက်ကစပြီးတော့ homeland ပတ်ချံကနေပြီးတော့ဒါလက်နက်ကြီးလေကြောင်း drone ဓာတ်တွေတုံးပြီးတော့ထိုးစစ်ဆင်လာတယ်ဒါကြောင့်တချို့နေရာတွေမှာတပ်ဖွဲ့တွေအပြင်းတက်ခုခံနေရတာရှိတယ်လို့အတိုးဆုပ်လုပ်နေရတဲ့နေရာတွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ဒါကတော့မျှော်လင့်ထားပြီးသားပဲဒီနေရာကအရေးကြီးတဲ့နေရာဖြစ်တယ်ဒီနေရာနှစ်ဖက်လုံးအတွက်အရေးကြီးတယ် ဒါရွှေထွက်တဲ့နေရာလည်းဖြစ်တယ်အဲကျတော့ဒေါ်လိုင်းတက်ဖွဲ့တွေရထားတယ်ဆိုရင်လည်းဒေါ်လိုင်းအတွက်ဒါအချိုးပြူအောင်တုံးလို့ရစစ်ကောင်စီဘက်ကလည်းသူကသူ့အတွက်ရေးကြည့်တယ်ကိုကျိုးရှာလို့ရအဲတော့စစ်ကောင်စီရသွားရင်လည်းစစ်ကောင်စီကသူကြီးထွားအောင်လုပ်ဒေါ်လိုင်းတက်ဖွဲ့တွေရသွားရင်လည်းဒေါ်လိုင်းတက်ဖွဲ့တွေကဒါဒေါ်လိုင်းအောင်မြင်အောင်လုပ်မှာဒီဟာတွေကိုတုံးချအဲကျတော့စစ်ကောင်စီဘသူပဲရရဒါမရတဲ့လူကရှုံးတယ်အဲကျတော့ဒီနေရာကိုစစ်ကောင်စီကလက်လွတ်ဆုံးရှုံးရတာဖြစ်တဲ့အတွက်ပြန်ရယူဖို့စူးစမ်းမယ်ဆိုတာတော့ အားလုံးကမျောလင်းထားပြီးသားပဲအဲ့တော့တပ်ဖွဲ့တွေကအပြင်းထန်ခုခံတိုက်ခိုက်နေကြတာဖြစ်တယ်အဲ့တော့တယန်စာရအုံပြမှုပိုင်ဆိုင်ထားတယ်ဆိုရင်ဘသူအတွက်ပဲဖြစ်ဖြစ်ပေါ့နော်ဒါလက်လွတ်ဆုံးရှုံးရတဲ့သူကအနေများတာဖြစ်တဲ့အတွက်ဒါအသေးအံတော့သူစူးစမ်းမှာပဲနောက်တစ်ခုကဒါတမတ်သုံးသုံးကဥဆောင်နေပေါ့နော်အဲအဲ့လိုမျိုးသတင်းတွေထွက်နေတာလည်းရှိတယ်ဟုတ်ပါတယ်ဒါပေမဲ့တမတ်သုံးသုံးဆိုတာထက် SN အဖွဲ့တွေကပိုများတယ်ဆိုပြီးတော့လေမြေပြင်ကသတင်းပို့ချက်တွေရသိရတယ်ပေါ့နော်အဲ့တော့ ဒီထူးခြားချက်အနေနဲ့ဆိုရင်ဒီ SNA အဖွဲ့တွေကဒါဆက်ကဆက်ယူနီဖောင်းကိုဝတ်ပြီးတော့မြေပြင်မှာထိုးစစ်စင်တာတွေလုပ်နေတာအဲတိုက်ဝဲတိုက်တာတွေကဆက်လုပ်နေတာဆိုပြီးသိရတယ်။ဒါပြင်ခုရပိုင်းအတွင်းမှာဒါစစ်ကောင်စီကတိုက်ဝဲဖြစ်ပွားတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုစက်တိုက်လုပ်တယ်။အဲလေကြောင်းတိုက်ခိုက်မှုလုပ်ပြီးရှင်းလင်းတာမျိုးတွေလုပ်တယ်ပေါ့ဗျာ။ပြီးတာနဲ့မြေပြင်ကနေပြီးတော့စစ်ကြောင်းထိုးတိုင်းဒါကတော့သူတို့လုပ်နေကြထုံးစံပါပဲ။အဲပြီးရင် drone ကို share သုံးတယ်ဆိုတဲ့ဟာတော့ဒါတပ်ဖွဲ့တွေကပြောသွားတယ်။အဲ drone အသုံးပြုမှုကတော့ဒါနေရာနှံ့ကိုတော်တော်များများ ါစစ်ကောင်စီဘက်ကပေါ့နော်ပြင်းပြင်းထန်ထန်တုံးနေတာကြီးတွေ့ရတယ်ပြီးတော့ drone တုံးပြမှုတွေကပို့ပြီးတော့အရင်ထက်အဆင့်မြင့်လာတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့အဲ့ပြဿနာကိုလည်းဒါကျွန်တော်ဖြေရှင်းနိုင်မှာဖြစ်မယ်လက်တလုံးမှာဘယ်စစ်ပွဲကိုပဲကြည်လိုက်ကြည်လိုက်ဘယ်နေရာဘယ်နိုင်ငံကစစ်ပွဲကိုကြည်လိုက်ကြည်လိုက်ဒီ drone ကပေါ့နော်တိုက်ပွဲရဲ့အလှည့်ပြောင်းတစ်ခုဖြစ်ဖို့အတွက်အဓိကလက်နက်တစ်ခုအနေနဲ့ပါဝင်နေတာကိုတွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့အနေနဲ့လည်းဤပညာပိုင်းဆိုင်ရာအရန်တော်ပါတယ်အရန်ထက်ပါတယ်အရန်တက်တယ်တီထွင်နိုင်စွမ်းရှိတယ်အာထောက်ပံ့ပေးနိုင်တဲ့ဟာလိုနေတာပေါ့နော် ဲ့တော့စစ်ကောင်စီကအဲ့ဘိုင်းမှာအခုဆိုတဖြည်းဖြည်းအရေးတာတဲ့အပိုင်းကိုရောက်သွားပြီအဲဆိုတော့ကသူကအဲ့ဥစ္စာကိုအချိန်တိုအတွင်းမှာဖြစ်ရှင်းနိုင်တယ်သူ့မှာပြည်သူ့ဗန္ဓဝေကိုဖင်ခုထိုင်တာရှိတယ်သူအကူအညီတောင်းလို့ရတယ်သူ့ပထွေးနိုင်ငံတွေရှိတယ်အဲ့တော့တော်လိုင်းတပ်ဖွဲ့တွေကတော့ဘသူစီယာမှာအကူအညီမရဘူးပြည်သူပေးတဲ့အထောက်ပံ့နဲ့ပဲကိုယ့်ဘကိုရှာဖွေထားတဲ့အကြံဉာဏ်တွေကနေပြီးတော့တီထွင်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ် ပြည်သူတွေရဲ့အထောက်ပံ့ကတော့ခုချိန်ထိအများကြီးလိုအပ်နေပါသေးတယ်ပေါ့နော်လက်ရှိစစ်ကောင်စီကဒါဗမောက်ကိုပြန်ယူဖို့အတွက်ဒါမြို့ရဲ့၅မိုင်ပတ်ချာတဲ့နေရာကဒါခမိုးရွာတို့ဒါဆတော်ရွာတို့ကိုဒါရောက်ရှိနေပြီဖြစ်တဲ့တိုက်ပွဲတွေဖြစ်နေတာလည်းရှိတယ်အဲ့တော့ရွှေထွက်တဲ့နေရာဖြစ်လို့နှစ်ဖက်လုံးအတွက်ဒါအရန်အရေးပါတယ်အဲ့ဒီဗမောက်မြို့ကိုပေါ့နော်စစ်ကောင်စီကရောပြန်ယူနိုင်ပါမလားပြီးတော့ကြတော့တော်လိုင်းတပ်ဖွဲ့တွေရဲ့လက်ချက်နဲ့စစ်ကောင်စီတပ်ဖွဲ့တွေဘလောက်တိအသေးပြောက်များအောင်မလဲဘလောက်တိတောင်ပုံရောင်ပုံဖြစ်အောင်မလဲဆိုတာဟာကိုတော့ဒါဆက်ပြီးတော့ စောင့်ကြည့်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်